အားလုံးပဲမိင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြီးတက်တဲ့အားလုံးပဲမိင်္ဂလာပါဒီကနေ့ညနောက်ဆုံးရအားကြသင်းတွေကိုကြည့်ရမစွင်တော့ ဘိုင်မြူနစ်သင်္ကာမနေ့ကချန်ပီယံလိပွဲစဉ်မှာပါရီစိန့်ဂျမိန်ကိုအဝေးခွင်မှာနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရရှိခဲ့တယ်။ပထမပိုင်းမှာစိတ်ကြိုက်ကစားပုံပုံစံနဲ့ကစားခဲ့တဲ့လူးဣစ်ဒီယက်စ်ရဲ့ twin goal တွေနဲ့ဥဆောင်ခဲ့ပြီးလူးဣစ်ဒီယက်ထုတ်ခံရလို့ဒုတိယပိုင်းမှာတယောက်ရုံးနဲ့လည်းအကောင်းဆုံးခံစစ်ပုံစံနဲ့ကစားခဲ့တယ်။အဲ့နိုင်ပွဲကြောက်ပဲဘိုင်ယန်ကပြိုင်ပွဲစုံမှာ16ပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့ပြီးတော့သူတို့ရဲ့စံချိန်ဟောင်းဖြစ်တဲ့23ပွဲစံချိန်ချိုးဖို့အတွက် နောက်ထပ်အခွင့်အရေးတစ်ခုရရှိလာခဲ့ပြီဖြစ်တယ်ဒါတစ်ဖက်ပါတော့ ဒေးဗစ်ဘက်ခမ်းကပြည်တင်ရဲ့ဘီဖြစ်တဲ့ချားစ်ကနေချီးမြှင့်တဲ့နိုက်ဆူကိုရရှိခဲ့ပါတယ်အဓိကကတော့ဒါဒေးဗစ်ဘက်ခမ်းကအာဆာလောကအတွင်းမှာလှုပ်ဆောင်ခဲ့တဲ့စွမ်းဆောင်ရည်တွေကြောင့် UK ကနေသူ့ကိုလက်ရှိမှာ နိုက်ဆူကိုချီးမြှင့်ပေးခဲ့တာဖြစ်တယ်ဖာရစင်ဂျာမေးအသင်းရဲ့လူငယ်ကစားမဒစီတူရီကတော့2025ခုနှစ်ရဲ့ Golden Boy ဆုကိုထိုက်တန်နဲ့ရရှိခဲ့ပါတယ်သူကအခုဒီဘက်နောက်ပိုင်းမှာဒဏ်ရာပြသနာတွေကြောင့်တောက်လျှောက်ကျုံးခံရပေမဲ့ဒီဆုကိုတော့ပြီးခဲ့တဲ့နှစ်ကစွမ်းဆောင်ရည်ကြောင့်ရွေးချယ်ခ ံရတာလည်းဖြစ်တယ်။ဘိုင်မြူနစ်တင်းကတော့သူတို့အသင်းရဲ့တိုက်စစ်မှုဟာရီကိန်းကိုကာလရှည်ကြာတက်တန်းထပ်တိုးဖို့လုပ်နေပါတယ်။2029ခုစာချုပ်တက်တန်းရှိတဲ့သူကို2029ခုနောက်ထပ်2နှစ်ထပ်တိုးဖို့ကြိုးပမ်းလျက်ရှိတယ်။ဟာရီကိန်းကလာမယ့်နှစ်ရာသီမှာယူရိုတန်း60နဲ့ထွက်ခွာခွင့်သဘောတူညီမှုရှိတဲ့အတွက်ဘိုင်ယန်ကသူ့ကိုတက်တန်းထပ်တိုးဖို့လုပ်နေတာဖြစ်တယ်။ဘာဆိုနာသင်းရဲ့နီးပြဟန်စီ ဖလစ်ကတော့ကလပ်အသင်းကမနေ့ကပုံစံမျိုးကိုရဖို့ ရုံးကန်နေရာတိတိုင်အောင်အသင်းဟာဖြည်းဖြည်းချင်းစပြီးတည်ငြိမ်စပြုနေပြီးတော့ပုံစံကောင်းကိုရရှိနေပြီဖြစ်ကြောင်းဆိုလိုက်ပါတယ်။တစ်ဖက်မှာတော့ဘာဆိုနာအသင်းကအခုမိုနာကိုမှာခြေစွမ်းပြနေတဲ့အန်ဆိုဖာတီကိုရောက်ဖို့သဘောတူထားပြီးတော့ယူရို12တန်းနဲ့စောင်းရာသီမာတင်အပီးသက်ထွက်ခွာခွင့်ပေးဖို့နဲ့ မကြမီမိုနာကိုကသူ့ကိုအပြီးသက်ဝယ်ယူလိုက်မယ်လို့ယုံကြည်လျက်ရှိပါတယ်ရီယယ်မက်ဒရစ်အသင်းကအနီးပြအဂျာဗီအလွန်ဆိုကတော့သူ့ရဲ့လက်ထက်မှာအန်ဖီကွင်းမှာနှစ်ပွဲကစားနှစ်ပွဲရှုံးခဲ့တဲ့အထူးသဖြင့်အလွန်ဆိုကလီဗာကူဆင်နဲ့တခါဘူရီယယ်မက်ဒရစ်နဲ့တခါရှုံးနေခဲ့ပြီးတော့ဒါအန်ဖီမှာသူတို့ယုံကန်ခဲ့ရပေမဲ့သူတို့အသင်းရဲ့ performance ရလိုအပ်ချက်တွေများစွာရှိခဲ့ပြီး လီဗာပူးထိုက်တန်နဲ့အနိုင်ရရှိခဲ့တယ်လို့ဆိုခဲ့ပါတယ်။တစ်ဖက်မှာတော့ဒါဗစ်အာလဘာကတော့ကြက်ခိုင်မှုပြပြဝဝရှိနေသည့်တိုင်အောင်မဒရီကာသူရဲ့အနာခက်မရှိတော့ကြောင်းကလပ်ကကြေညာလိုက်တယ်။33နှစ်ရွယ်ရှိတဲ့အော်စတြီးယားနောက်ခံကစားမကယာဒီကုံမာစာချုပ်တက်တန်ကုံဆုံးမှဖြစ်တဲ့အတွက်အလွတ်ထွက်ခွာခွင့်ရမှဖြစ်တဲ့ဆောင်းရသည်မှာမထွေးကသူကိုရောင်းချဖို့မတိကြတဲ့အတွက်စာချုပ်တက်တန်ကုံဆုံးတဲ့အထိမထွေးမှာဆက်နေပြီးတာနဲ့လူရသည်မှာအလွတ်နဲ့ထွက်ခွာသွားတော့မှလည်းဖြစ်တယ် ပေါ်တိုသင်းကလည်းသူတို့ရဲ့လူငယ်တိုက်စင်မှုဆံပွဲကိုပြောင်းရွှေ့ချေလျှော့ချသတ်မှတ်ပေးလိုက်တယ်မူလကတန်တရာလို့သတ်မှတ်ထားပေမဲ့တကယ်တမ်းမှာပေါ်တူကပေါင်52တန်ယူရိုတန်60ရရင်ကိုဒီစားမကိုထွက်ခွာခွင့်ပြုမှာဖြစ်တယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။တစ်ဖက်မှာတော့အရင်ဘာစီလိုနာ PSV Eindhoven ဘိုင်မြူနစ်တင်းရဲ့ကစားမဟောင်း Mark van Bommel ကတော့ Celtic တင်းရဲ့နီးပြတစ်ဖြစ် ကန်လာလာတဲ့ကန်လာမှုကိုပယ်ချလိုက်တယ်။ Celtic က Brandon Rodgers နေရာမှာအစားထိုးမဲ့သူကိုရှာဖွေနေရင် Ange Postecoglou ကလည်းပယ်ချထားတဲ့အချိန် Mark Van Bommel ကလည်းပယ်ချခဲ့တာလည်းဖြစ်တယ်။ Inter Milan အသင်းကအခုလောလောဆယ်မှာသူတို့သတိရတိုက်စင်မှု Lautaro Martinez ထွက်ခွာခွင့်ပေးမှာမဟုတ်ကြောင်းကြေညာထားတယ်။ Yadiko မှာသူကိုအသင်းကဆက်ထိန်းထားမှာဖြစ်ပြီးတော့ Europa Club တွေကို ပြောင်းဖို့ထက် သူတို့အသင်းကောင်းအောင်အသင်းမှာဆက်ရှိလိမ့်မယ်လို့ယုံကြည်ရရှိပါတယ် AC Milan အသင်းရဲ့ကိုယ်သမား Mike Manyo ကို CD Club Juventus အပါအဝင် Chelsea နဲ့ Premier League Club တွေအများစုလိုက်နေတယ်အသက်30ရွယ်ရှိတဲ့ပြည်သစ်လူရင်းစဉ်ကိုယ်သမားကပြီးခဲ့တဲ့တစ်ပတ် CD ပွဲစဉ်မှာ ရူမာရဲ့ပေါ်လူဒီဘာလာရဲ့ပန်တီကိုဆေးပြီးတော့မီလန်ကိုဆွမ်းဆောင်ကောက်ပြသထားတာဖြစ်တဲ့ရာတီကိုမှာစာချုပ်တတန်ကုံဆုံးမဲ့သူကို Chelsea နဲ့ Juventus ကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဖို့ကြိုးပမ်းနေတာပါ။ Rupe Amaron ကတော့စောင်းရာတီဈေးကွက်မှာကစားမအသစ်ချူဝယ်ယူသွားနိုင်ပွေရှိကြောင်းအရေးမွေးကွန်းပေါ်လာပြီးဖြစ်တယ်။ပုံမှန်အားဖြင့် Manchester United ကစောင်းရာတီဈေးကွက်မှာကစားမဝယ်ယူလေးထားမရှိသေးတိုင်အောင် ဒီတစ်ချိန်မှာတော့အဆောင်ရာတီမှာအသင်းရဲ့လူအပ်ချက်နဲ့တိုးတက်မှုတွေအတွက်ရော ရာသီကုန်မှာဥယောပောက်ဝင်ခွင့်ရဖို့အတွက်ရှောင်းရာသီမှာကစားမအသိခိုးယူပွဲရှိကြောင်းဆိုပါတယ်တစ်ဖက်မှာတော့ဘာစိုနာအသင်းရဲ့တိုက်စစ်မှုဟောင်းဖြစ်သူအခုလက်ရှိဘရာဇီးလ်မှာကစားနေတဲ့ဗစ်တာရိုခရီကိုမန်ယူနိုက်တက်ကသဘောချလေရှိတယ်ဒီကစားမကအခုလက်ရှိဘရာဇီးကလပ်အသင်းမှာကစားနေတဲ့ဗစ်တာရိုခရီကိုယူရိုတန်း90နဲ့ရောင်းချမှာဖြစ်ပြီးတော့လက်ရှိမှာတော့မန်ချက်စတာယူနိုက်တက်ကသူ့ရဲ့အခြေအနေကိုစောင့်ကြည့်လေရှိကြောင်းဆိုပါတယ်မန်ယူနိုက်တက်အသင်းကအန်ထရန်ဆမန်ယူရဲ့အခြေအနေကို လည်းလိလာလျက်ရှိကြောင်း report တွေမှာဖော်ပြထားတယ်။စမန်ယိုကို Manchester United ကကာလာရှီချာသဘောချနေတာဖြစ်တယ်။ဒီစားမကဒီယာတီမာ Liverpool ရဲ့ Tottenham ရဲ့ Chelsea Man City နဲ့ထိပ်တန်းကလပ်တွေအားလုံး target ထားနေတာဖြစ်ပြီး Manchester United တာဝန်ရှိသူတွေက January ကာလမှာတန်း60လောက်နဲ့ကမ်းလှမ်းသွားပွဲရှိတယ်လို့ဆိုထားတယ်။ဒီလီမေးရဲ့ဖော်ပြချက်ရတော့ Antoine Semenyo ကိုဘုံမောက်ကပေါင်85တန်းအနည်းဆုံးသတ်မှတ်ထားတာပါ။ ဘူခါယူဆာကာကစလာဗီးယားပရာဟာနဲ့ချန်ပီယံလိပွဲစဉ်မှာအဝေးကွင်းမှာတကူသွင်းခဲ့တဲ့အတွက်အဝေးကွင်း၄ပွဲဆက်တိုက်၉သွင်းနိုင်တဲ့မှတ်တမ်းဝင်လာပါတယ်အဲ့နောက်မှာပဲဒီယာဒီမှာချန်ပီယံလိသွင်းကိုနှစ်ခုနဲ့တူသူ့ရဲ့ကစားမဘွားချန်ပီယံလိမှာ၁၂ခုနဲ့အိုလီဗရီဂျူရူးရဲ့စံချိန်ကိုတူညီခဲ့တာဖြစ်တယ်အာဆနယ်သင်းကအဲ့ပွဲမှာနောက်ထပ်ကလင်းရှိရရှိခဲ့တဲ့အတွက်1903ခုနှစ်နောက်ပိုင်းပြိုင်ပွဲဆုံး၈ပွဲဆက်တိုက် နိုင်ပွဲနဲ့အတူကလင်ရှိရတဲ့ပတ်တန်းသစ်ကိုတူညီနိုင်ခဲ့တာဖြစ်တယ်ဒီနေ့ပွဲမှာအာဆင်ရဲ့လူငယ်ကစားမမက်စ်ဒေါင်းမန်ကလည်း15နှစ်300ရှရနဲ့ချန်ပီယံလိသမိုင်းတလျှောက်မှာအသက်အငယ်ဆုံးပါဝင်ကစားသူဖြစ်ပတ်တန်းဝင်လာပါတယ်မီကယ်အာတီတာကတော့လက်ရှိအသင်းမှာဗစ်တီယိုကရက်စ်နဲ့ကာဘရီယယ်မာတီနယ်လီတို့နှစ်ယောက်နှစ်ပတ်လောက်နားရဖို့ရှိကြောင်းအတည်ပြုခဲ့တယ်အဲ့အတွက်ကြောင့်ယိုကရက်စ်ကဒီတစ်ပတ်ကမ်းမဲ့ဆန်ဒလန်ရဲ့ပွဲကိုလွဲချော်မှာဖြစ်လို့ မာတီနလီလည်းလွဲချော်မှာဖြစ်ပြီး International Break အပီးထော်နာဟော့စ်ပါနဲ့ London Derby မှာပြန်ပါနိုင်မှာဖြစ်ကြောင်းဆိုပါတယ် ချက်စီတင်ကတော့ Wises Kaisiro ရဲ့စာချုပ်တိကိစ္စကိုစတင်စကားပြောနေပါပြီ2032ခုနှစ်တိစာချုပ်ချန်ရှိသည့်တိုင်အောင်ချက်စီကသူ့ကို2033တိတက်တန်းထပ်တိုးနိုင်ဖို့ကြိုးပမ်းလျက်ရှိတယ်ချက်စီအနေနဲ့အခုလောလောဆယ်မှာဘူကာဂျူနီယာရဲ့လူငယ်ကစားမ Milton Delgado ဆိုတဲ့လူငယ်ကစားမလေးကိုသဘောကျလျက်ရှိတယ်ဒီကစားမလေးကပြောင်းရွှေ့ချီယူရို15တန်းသာရှိပြီးတော့ င်တာမိုင်ယာမီအပါဝေကလပ်တဲ့အများစုကစိတ်ဝင်စားလေးရှိနေပြီးတော့ချက်စီကအခုသူ့ကိုခေါ်ဖို့ဆန္ဒရှိနေပါအန်ဂျိုမာရက်စကာကတော့ကိုပါမာရဲ့ဒဏ်ရာပြဿနာနဲ့ပတ်သက်လို့အတိအကျအပြေပေးနိုင်စေချင်မရှိကြောင်းနဲ့ကျွန်တော်တို့သူ့ကိုအမြန်ဆုံးပါဝင်ကစားနိုင်ဖို့မျှော်လင့်ထားတယ်လို့ဆိုတဲ့ကလပ်ဖက်ကတော့ကိုပါမာကို ဘာဆိုနာနဲ့ကမ်ပိန်းချန်ပီယံလိပွဲအမီပါဝင်ဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်ထော်တန်ဟော့စ်ပါတီရဲ့နီးပြတိုမက်စ်ဖရန်ကာတော့နောက်ဆုံးကစားခဲ့တဲ့ကိုပင်ဟေဂင်ပွဲကသူတို့ရဲ့ပါဖော်မန့်ကိုကျေနပ်လျက်ရှိပြီးချန်ပီယံလိမှာသူတို့ကပုံစံကောင်းပြထားပြီးတော့ဒီပါဖော်မန့်ကိုသဘောကျလျက်ရှိကြောင်းဆိုပါတယ်ထော်တန်သင်းရဲ့တိုက်စစ်မှုရန်ဒန်ကိုလိုမဝါနီနဲ့ရီချာလ်စင်တို့ရဲ့ကိုသွင်းဖြုံးတိမှုတွေနဲ့အဖွေရေးလွှဲချော်မှုတွေကြောင့်ပြည်သက်တွေကစိတ်ဝင်စားပေမဲ့ဆလန်ကီပြန်လာဖို့ကိုပဲမျှော်လင့်ထားလို့ ူစပါစ်နေနဲ့မဖြစ်မနေတိုက်စစ်မှုတယောက်ခေါ်ကောင်းခေါ်နိုင်ပွဲရှိကြောင်းဆိုပါတယ်။ဆောင်းရာသီမှာဒန်နီယယ်လီဗီကို request လုပ်ဖို့မရှိတော့တဲ့နောက်ပိုင်ရှင်တစ်တီပိုင်ရှင်ဟောင်းတွေကိုပဲတောင်းဆိုရဖို့ရှိတယ်။အဲလင်ဟာလန်ကတကယ်လို့မန်ချက်စတာစီးတီးကချိန်ချိန်ထွက်ခွာခဲ့ရင် သူရွေးချယ်မဲ့လာလီကာကလပ်သင်းကရီယယ်မက်ဒရစ်အသင်းဖြစ်တယ်ဆိုပြီးတော့မာကာကဖော်ပြထားပါတယ်ဟာလန်ကမန်စီးတီးနဲ့ကာလာရှိချာစာချုပ်ချုပ်ဆိုထားပေမဲ့လာလီဂါကိုပြောင်းမယ်ဆိုရင်တော့ရီယယ်မက်ဒရစ်ကိုပိုပြီးသဘောကျတယ်လို့ဆိုပါတယ်မန်ချက်စတာစီးတီးသင်းကအခုလောလောဆယ်မှာဒီနေ့ရာသီချန်ပီယံလူပွဲအတွက် title race မှာလီဗာပူးနဲ့သူတို့ဟာအဓိကပြိုင်ဘက်ဖြစ်ရှိနေဆဲဖြစ်ကြောင်းနဲ့ရှစ်ဒ်ဘက်ကံမဲ့ပရီးမီးယားလိပွဲမှာသူတို့ရဲ့ပုံစံကောင်းတဲ့အတူပြိုင်ဘက်ဟောင်းကြီးကိုအနိုင်ယူနိုင်ဖို့ ဖရန်ကိုကျူပန်းသွားမယ်လို့ဆိုပါတယ်လီဗာပူးအသင်းကတော့အခုလောလောဆယ်မှာအလက်စစ်မဂရာဆာရဲ့ဂိုးနဲ့ရယ်မက်ဒရစ်ကိုအနိုင်ရခဲ့ပြီးနောက်အာနီစလိုကအသင်းရဲ့ပုံစံကောင်းတဲ့လမ်းကြောင်းပေါ်အတွက်အရေးပါတဲ့နိုင်ပွဲကိုရယူနိုင်ခဲ့တဲ့အတွက်ကျေနပ်လေးရှိတယ်။လက်ရှိမှာလီဗာပူးအသင်းကဖူဟန်အသင်းရဲ့တောင်ပံကစားမခယ်ပင်ဆိုတဲ့ကစားမကိုသဘောကျနေပါတယ်။အသက်22နှစ်အရွယ်ရှိတဲ့ခယ်ပင်ကဒီနေ့ညရာတီကမှရှက်တာဒိုးညက်အသင်းကပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးတော့ ခုလောလောဆယ်မှာတော့ဖူဟန်အသင်းရှိကနေလီဗာပူးအသင်းကခေါ်ဖို့ဆန္ဒရှိနေပြီးတော့ပေါင်တန်း90လောက်သုံးပွဲရှိကြောင်းဆိုပါတယ်တစ်ဖက်မှာတော့ဗာချက်ဖန်တိုက်ကတော့ရီယယ်မက်ဒရစ်အသင်းနဲ့ရာသီတုံးကသူ့အနေနဲ့တော်တော်ကိုနှိစက်ခဲ့တယ်မက်ဒရစ်ကသူ့ကိုကမ်းလှမှုတွေရှိခဲ့ပြီးတော့မှအပြောင်းရွှေ့မဖြစ်ခဲ့ကြောင်းဖန်တိုက်ကဆိုခဲ့ပါတယ်ခုလောလောဆယ်အနေထားရဝူဖာဟန်တန်ကအဲရစ်တန်ဟာကိုနှီးပြသဖြစ်ခံဖို့ဒလီလှုပ်ထားဆဲဖြစ်တယ် ဆိုတော့ Eric Taha ကိုသူတို့နှစ် plus တစ်နှစ်နဲ့တက်တန်းစာချုပ်ချုပ်ပြီးတော့ဒီပြဖြစ်ကမ်းလှမ်းသွားမှာဖြစ်ပေမဲ့တကယ်လို့ Taha တာ လက်မခံခဲ့ရင်တော့သူတို့ဘက်ကအခြားနီးပြတယောက်ကိုရှာဖွေတွားဖို့ရှိကြောင်းဆိုထားပါတယ်။တစ်ချိန်တည်းမှာပဲ Astrovilla အသင်းရဲ့နီးပြ United America ဒီယာတီမှာသူတို့အနေနဲ့ဥရောပပြိုင်ပွဲအတွက်အကောင်းဆုံးပုံစံနဲ့ Europa League မှာချန်ပီယံဖြစ်ဖို့တာဂတ်ထားနေတာလည်းဖြစ်တယ်။ဒါ America တော့ပြိုင်ပွဲဆုံးမှာဟန်ချက်ညီဖို့ဖြင့် Europa League နဲ့ Premier League အာရုံစုဆိုင်မှုအပြည့်အဝသူ့မှာလုံလောက်တဲ့ကစားမအရေးအတွက်နဲ့ ီယာတီမာတော့ဥယောပမှာတခုခုလုတ်ပြနိုင်လိမ့်မယ်လို့ဆိုလိုက်ပါတယ်ဒါတွေကစစချာနောက်ဆုံးရအကားသင်ပါအားလုံးကျေးဇူးပါတယ်